တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှတော့မရဘူးနော်မျိုးတို့သူကပြန်ကြလေခဏခဏပြန်နေလားအဲ့တော့မနက်ဖြန်တော့ကိုတော့မျိုးတို့ရမယ်တလားကောင်းလုံးရှာပွေပေးတယ်ဒီနေ့လဲကျွန်မဗရိတ်ကိုပြပေးဖို့စောင့်ကြည့်ဦးမယ်လို့ကျွန်မပြောထားတယ်ဗရိတ်ကဝင်တယ်အဲ့တော့မနက်ဖြန်ကိုဗရိတ်နှစ်လိုင်းပြပေးမယ်နော်မျိုးတို့အဲ့ဒါဆိုရင်မနက်ဖြန်27ရက်အင်္ဂါမနေ့ညနော် ူတော့မနက်တင်းနဲ့ပေါင်းတော့6နော်6ကို7နဲ့ပေါင်းတောက်စီပေါင်းတော့လီလီပါဝါကကိုလီရဲ့နှက်ခက်ကနှစ်လီကုနှစ် နော်သူကဒီမနေ့ညမှာထီရမယ်အဲ့ဒါဆိုတော့နေ့နဲ့သုံးညနဲ့ပေါင်းပါနော်နေ့သုံးညပေါင်းတော့နေ့နေ့ဘဝခွန်နေ့ကနေ့ခါကလီလီရဲ့ဘဝကကိုနေ့ခွန်လေးကိုနော်သူကဟိုဘက်ဒီဘက်ကိုအပြီးပါနော်မြို့ ပြီးပေါ့ဆိုတော့သူကပါဆင်းပြီးသွားတယ်ဒီက၄တလုံးနဲ့ဒီက၄တလုံးနဲ့မနေ့ပိုင်းမှာလေးလေးလိုဆင်းတယ်နောက်မျိုးအဲ့တော့နောက်တစ်ခုလေးခုံပေါ့မှာလေးနဲ့ခုံနဲ့ပေါင်းတော့၁เนาะ၁ကိုရှင်းနေပေါ့မှာ၁ရှိပေါင်းတော့၉ကိုပါဝါကလီ ကိုရဲ့နှခက်က6ကိုလေး6เนาะသူကလည်းဒီမနေ့ညမှာခေရမှာလေးနဲ့လေးနဲ့ပေါင်းမှာလေးလေးပေါင်းတော့8ရှိပါဝါကတုံးရှိကနခကတေတိကပါဝါကချာနော်သူကလည်းဟိုဘက်ဒီဘက်ကိုပြီးနော်ပြီးစုဘက်ပါဆင်းပြီးသွားလဲဒီကကိုတလုံးနဲ့ ရက်6တလုံးနဲ့ညနေပိုင်းမှာ6ချောက်လို့ဆင်းတယ်နော်အဲ့တော့နောက်တစ်ပွဲနှစ်နဲ့9နဲ့ပေါင်းမှာနှစ်9ပေါင်းတော့တိတ်9နဲ့ပေါင်းမှာတိတ်9ပေါင်းတော့3ညသုံးညပါဝါကငါသုံးညရဲ့နှစ်ခက်ကခွန်နော် ူကလည်းဒီမိနစ်ညမှာထိပေးရမယ်ခြုံနဲ့ကိုနဲ့ပေါင်းမှာ6ကိုပေါင်းတော့ငါငါပါဝါက3ညာငါရဲ့နှက်ခက်က3 3ရဲ့ပါဝါက10เนาะသူကလည်းဟိုဘက်ဒီဘက်ပြီးပေါင်းပြီးပေါင်းဆိုတော့သူကပါဆင်ပြီးသွားလေ ရက်၃ညတလုံးနဲ့ဒီက၅တလုံးနဲ့မနေ့ပိုင်းမှာ၃ည၅လို့ဆင်တယ်။နောက်တော့အဲ့တော့နောက်တော့ဘွယ်နောက်တော့ဘွယ်က၅နဲ့ဒီနဲ့ပေါင်းတော့9နော်9 6နဲ့ပေါင်းတော့9အပါဝါက၃ည ငါရဲ့နှက်ခက်ကတော့နော်မြေငါတုံညာတုံသူကလည်းဒီမင်းရဲ့ညမှာထိရမယ်နော်ဒါ၃ညနဲ့၅နဲ့ပေါင်း၃ညနဲ့၅နဲ့ပေါင်းတော့၅ငါပါဝါက၃ညငါရဲ့နှက်ခက်က၃၃ရဲ့ပါဝါက၈ခုဘက်ဒီဘက်ကိုသူကပြီးပါနော်ဒီဘက်ဆိုတော့သူကပါဆင်ပြီးသွားလေ ီက3တလုံးနဲ့ဒီက5တလုံးနဲ့မနေ့ပိုင်းမှာ35လို့ဆင်းတယ်နော်အဲ့တော့နောက်တစ်ပိုးငါးနဲ့ရှင်းနဲ့ပေါင်းတော့3 3 3နဲ့ပေါင်းပါ3ပုံပေါင်းတော့6 6ဘဝကတိ6ပဲနှစ်ခါက9 6တကိုနော်သူကလည်းဒီမနေ့ညမှာထီရမှာအဲ့တော့3 4နဲ့ပေါင်းပါ3လေးပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်ရဲ့နှက်ခက်က3ည3ညရဲ့ပါဝါက5နော်ဟိုဘက်ဒီပဲပြီးပါဦးတဲ့ပြီးပေါက်ဆိုတော့သူကဆင်းပြီးသွားလေဒီက6တလုံးနဲ့ ရက်နှစ်တလုံးနဲ့ညနေပိုင်းမှာ6နှစ်ဆိုစင်းတယ်။နော်အဲ့တော့မနက်ဖြန်။မနက်ဖြန်က9နှစ်6နှစ်ပေါင်းတော့1တိကို3ညနှစ်ပေါင်းတော့1တိပဝါက6တိကေနခက8နော် တချို့ရှိနှစ်ပန်းကြည့်ရမှာခွန်နဲ့ငါးနဲ့ပေါင်းခွန်ငါးပေါင်းတော့နှစ်ပါဝါကခွန်နှစ်ပြန်ခက်ကလီလီရဲ့ပါဝါကကိုနော်အဲ့တော့သူကတော့အပြီးပါအဲ့တော့ဒီဘက်မှာတစ်ချိန်ကြည့် ဘက်ကလည်းကြီးပဲเนาะကြီးပြီးရင်ကျွန်မပြိပြနေနဲ့တင်းနဲ့ပေါင်းတော့၃၃ကိုရှင်းနေပေါ့။နော်၃ရှင်းပေါင်းတော့၁။တိပဝါချ။ဒီကနခကရှိတိ၆ရှိကြီး။ ဒီမနေ့ညမှာထည့်ရမယ်เนาะ6တုံးညဆိုတော့ဒီ6တလုံးအဲ့တော့6နဲ့လေးနဲ့ပေါင်းတော့3ညเนาะ3ညဒီ3ညနဲ့ပေါင်းတော့3ည3ညပါဝါ5 3ညနှခကခွန်เนาะသူကလည်းဒီမနေ့ညမှာထည့်ရမယ်တော့ခွန်ရှိဆိုတော့ဒီခွန်တလုံးထည့်တယ်အဲ့တော့7နဲ့ ေးနဲ့ပေါင်းတော့နှစ်နှစ်ကိုခွန်နဲ့ပေါင်းပါနော်နှစ်ခွန်ပေါင်းတော့5ဥပဝါက၄ဥရဲ့နခက6 6 6เนาะသူကလည်းဒီမနေ့ညမှာထည့်ရမယ်เนาะမနေ့ပိုင်း6တလုံး6နှစ်ဆိုကြည့်တယ်ညနေပိုင်း6 6ဆိုပြီးတော့သူကလည်းအပီစင်တယ်เนาะအဲ့တော့နောက်တစ်ပွဲ6နဲ့9နဲ့ပေါင်းတော့1 1ကို9နဲ့ပေါင်းတော့3ည ညပါဝါက9တုံညနှစ်ခက်ကခွန်တုံည9ခွန်ဒီမနေ့ညမှာထိရမယ်နော်၄တုံညဆိုတော့ဒီတုံညတစ်လုံးအဲ့တော့နှိမ့်နဲ့9နဲ့ပေါင်းတော့ခွန်ခွန်ခွန်နဲ့ပေါင်းမယ်ခွန်ခွန်ပေါင်းတော့ဒီဒီဘဝကူလေးနှစ်ခက်ကနှိမ့်၄ခုနှိမ့်နော်သူကလည်းဒီမနေ့ညမှာနှိမ့်6ဆိုတော့ဒီနှိမ့်တစ်လုံးထိတယ် ငါးနဲ့ငါးနဲ့ပေါင်းတော့၃ည၃ညငါးနဲ့ပေါင်းတော့ငါးငါးဘဝ၃ညငါးရက်ခက်က၃ငါး၃ည၃သူကလည်းဒီမနေ့ညမှာနော်၃ငါးဆိုတော့သူကလည်းအပြီးစင်တယ်နော်3နဲ့3နဲ့ပေါင်းတော့6 6ကို3နဲ့ပေါင်းတော့9 ဘဝကလီကိုရနခကချကိုလီချဒီမနေ့ညမှာထီရကိုလီကိုလီဆိုတော့ तू ကလည်းအပြီးစင်တယ်နော်အဲ့တော့ကိုနငါနဲ့ပေါင်းတော့လီလီကိုနှစ်နဲ့ပေါင်းတော့ချ6ဘဝတိ6နခကကိုနော်ဒီမနေ့ညမှာထီရမှာ တဆယ်တဆယ်ဆိုတော့ဒီတတလုံးအဲ့တော့မနက်ဖြန်တင်းနဲ့ငါးနဲ့ပေါင်းတော့6 6ကိုငါးနဲ့ပေါင်းတော့1တိပဝါ6တိကနခကရှိတိ6ရှိနောက်မျိုးတော့အဲ့တော့ဒီဘက်ကကီရလည်းတိ6ရှိတယ် ီမှာလည်းတိ6ရှိနော်ဒီကိရလည်းတိ6ရှိဒီရဝိသနာလုံးကြာရင်ခဲ့တယ်နော်အဲ့တော့ဒါလည်းတိ6ရှိဒီဘက်မှာလည်းတိ6ရှိအဲ့တော့ပြိဋ္ဌာန်ကြောင်နေဆက်နေတော့ဘာနဲ့ပြရပါမလဲဆိုတော့မျိုးတော့ဒီလိုပြရ နဲ့ခြောက်နဲ့ပေါင်းလို့တိတ်ကိုခြောက်နဲ့ပေါင်းနော်တိတ်ခြောက်ပေါင်းတော့ခွန်ခွန်ဘဝနှစ်ခွန်းနှစ်ခါကတုံညခွန်နှစ်တုံညပြိဒီမနေ့ညမှာထီရမယ်ဗာဆင်းပေးသွားလဲခွန်တုံညဆိုတော့ဒီခွန်ပြိဆင်းတယ်နော်အဲ့တော့ဒီနဲ့ခွန်နဲ့ပေါင်းတော့တိတ် တကူ၃ညနဲ့ပေါင်းမှာနော်ဒီ၃ညပေါင်းတော့ဒီဒီဘဝ6တိကနခါကရှိဒီ6ရှိပြည့်နော်ဒီမနေ့ညမှာ6နှစ်ဆိုတော့ရှိပြည့်နော်အဲ့တော့နှစ်နဲ့ဒီနဲ့ပေါင်းတော့၃၃ဝန်းနှစ်နဲ့ပေါင်းတော့ငါငါဘဝ၃ညငါရဲ့နခါကတော့ ာ၃ည၃ပြိနော်၃ည၅ဆိုတော့၅ပြိ၅နဲ့2နဲ့ပေါင်းတော့ခွန်ခွန်၄နဲ့ပေါင်းတော့1ဒီဘဝ6တိကနခက်ကရှိဒီ6ရှိပြိဒီမနေ့ည35ဆိုတော့ရှိပြိနော်အဲ့တော့9နဲ့ ရှင်းနေပေါင်းတော့3 3ကို9နဲ့ပေါင်း3ပေါင်းတော့2နိဘဝခွန်နိကနခကလီနိခွန်လေးပဲနော်ခွန်5ဆိုတော့နိပဲနော်အဲ့တော့မနက်ဖန်တော့က9နဲ့တိနေပေါင်းတော့6 6ကို9 chào khoảng bao, bao no? no? nó tổ tông bao hoa xị tông là khả cả ngà tông xị ngà bệ nó ra trở lại nó ra trở lại bây giờ nó trở lại ạ thì tông nó bao nó đây này tông nó bao nó liu Lí. xin này လေးချိန်ပေါင်းတော့နှစ်နှစ်ဘဝကနှစ်နှစ်ခါကလေးနှစ်ခွန်လေးပြည့်ဒီမနေ့ညမှာနော်နှစ်ခွန်လေးပြည့်ဒီမနေ့ညမှာဆိုတော့ခွန်သုံးညဆိုတော့ဒီခွန်ပြည့်နော်အဲ့တော့နောက်တစ်ခွဲကခွန်သုံးညပေါင်းတော့ခွန်ခွန်ရှင်းနဲ့ပေါင်းတော့ငါငါတော့ညတော့နော်ပြည့်ဒီရများကုန်အဲ့တော့ ကြည့်အောင်နော်တစ်ချက်9 3 3ပြိဆိုတော့6 6ဆိုတော့9ပြိဆင်းတယ်အဲ့တော့9နဲ့6နဲ့ပေါင်းတော့9 9ကို9နဲ့ပေါင်းငါပူပေါင်းတော့နော်9နဲ့9နဲ့ပေါင်းတော့4 e power ကို၄ရက်နှစ်ခက်ကနှစ်နော်ဒါဆိုတော့ လေးခုနှစ်ပြိတ္ကာ तू อ่ะဒီမှာဆိုတော့ तू อ่ะမရဘူးเนาะအဲ့တော့ तू อ่ะဆက်ပြီးတော့ဝင်တလားစောင့်ကြည့်လားကျမတို့အားလုံးမျိုးစောင့်ကြည့်တာเนาะဒီနေ့လေးပြိတ္ကာဝင်တယ်တစ်ချက်စောင့်ကြည့်ဦးမယ်ဆိုတော့အားလားပြောတာဒီသုံးလုံးပေါင်းတော့တစ်တကူခွန်6နဲ့ပေါင်းမယ်တစ်6ပေါင်းတော့ခွန်ခွန်2 3ညပြိတ္ နှစ်သုံးညပြိတ်ဆိုတော့သူကဘာဆင်ပြီးသွားလဲဆိုတော့ရှင်းနေဆိုတော့ဒီသုံးညပြိတ်เนาะအဲ့တော့ဒီသုံးလုံးပေါင်းကြည့်မယ်ကျမတို့ကပြိတ်ဝင်လားမဝင်လားဆိုတော့အဲ့လိုစောင့်ကြည့်တာဒီနေ့လည်းမျိုးတို့မနေ့ကတည်းကပြိတ်ချပြီးပို့เนาะမဝင်မှာဆိုတော့ကျမပြိတ်ကိုချမပေးဝင်နေเนาะအဲ့တော့ဒီလိုတပင်လွဲသွားတဲ့အခါကျတော့ဒီတပင်မှာဆက်ပြီးတော့ဝင်နေเนาะဝင်တော့ရှင်းနေနှင်းနဲ့ပေါင်းတော့သုံးညသုံးညကိုသုံးနဲ့ပေါင်းတော့သုံး 3ချိန်5ပြိနော်အဲ့တော့3ချိန်5ပြိကဒီမနေ့ညမှာဝင်လာဝင်တယ်နော်ဒီမှာဆိုတော့10ပြိ6နေစအဲ့တော့မနေ့ကအတွက်က မနက်ဖန်တော့က၈၃တစ်ပဲတဲ့နော် sorry မျိုးလို့ရဒီလိုပေါက်တာမျိုးလို့နော်အဲ့ဒါကြောင့်မို့လို့ဒီမှာလည်းဘယ်လိုတွေဖြစ်သွားပါဒီလိုကြည့်ရတာဒီလိုပေါက်တာ၃နဲ့၈နဲ့ပေါင်းတော့တိတ်ကို၆နဲ့ပေါင်းပါနော်ဒီလိုဆိုတော့9နဲ့3ညပြေ ောင်းနေတဲ့မှားကုန်မျိုးလို့နော်ဒီလိုဆိုတော့ခွန်နှစ်တုံညာပရိတ်နော်ခွန်နှစ်တုံညာပရိတ်ခွန်နှစ်တုံညာပရိတ်ဆိုတော့ဒီမှာခွန်ပရိတ်နော်ဒီလိုပေါင်းတာဒီလိုပေါင်းတာအဲ့တော့တုံညာနဲ့ရှင်းနဲ့ပေါင်းလို့ရှိရှစ်ခုခွန်နဲ့ပေါင်းတော့ငါငါတုံညာတုံပရိတ်ကဒီမှာငါပရိတ်ရှင်းတယ်အဲ့တော့6နဲ့9နဲ့ပေါင်းတော့ငါငါကို10နဲ့ပေါင်းတော့6 6တိ9ပရိတ် ရောင်နေရစုံတော့ကျမတို့မျက်စိလဲကုန်တယ်နော်အဲ့တော့ဒီချက်တွေကိုပရိဆိုတော့လေးခုဆိုတော့တိပရိနော်ဒါချက်တွေကိုအဲ့တော့ဒီလိုပေါင်းတာမျိုးလို့ခုံ6ပေါင်းတော့3 3နှစ်နဲ့ပေါင်းတော့ငါ5 3ည3ပရိ5 3ည3ပရိကဒီမှာ6နှစ်ဆိုတော့3ညပရိနော်ဒီလိုပေါင်းတာအဲ့တော့နှစ်နဲ့3နဲ့ပေါင်းတော့ငါ9ကို6နဲ့ပေါင်းတော့3 3 5ပရိနော် ားတော့မှန်းသွားတယ်အဲ့တော့ဒီလိုပေါင်းတာမျိုးတွေအပေါင်းနေမှာနော်ဒီလိုပေါင်းအောင်နှစ်နဲ့သုံးနဲ့ပေါင်းတော့နှစ်နှစ်ကိုတင်းနဲ့ပေါင်းတော့သုံးသုံးရှင်းငါမတွေ့ဘူးနော်အယောင်လေးကထက်ကုန်တော့ကျမတို့မျက်စိတွေလဲကုန်တာနော်မျိုးတို့ရှင်းတယ်နော်ဒီကကလေမွန်ရောင်နဲ့ပြထားတာနော်ဒီလိုဒါတော့မှန်းတယ်နော်ဒါကြတော့ဒီလိုပေါင်းရမှာမဟုတ်ဒီလိုပေါင်းမှာ 6ဒီလိုပေါင်းမှာเนาะဒီလိုပေါင်းတဲ့အခါကျတော့ဒီ1ကို6နဲ့ပေါင်းတော့ခွန်းခွန်းနဲ့3ညပြည့်เนาะခွန်းနဲ့ဒီလိုပေါင်းတော့6နဲ့3ညနဲ့ပေါင်းတော့6 6ကို9နဲ့ပေါင်းတော့5 5 3ည3ပြည့်เนาะ5 3ည3ပြည့်ဆိုတော့9 6ဆိုတော့5ပြည့်เนาะအဲ့တော့ဒီလိုပေါင်းတာเนาะ6နဲ့9နဲ့ပေါင်းတော့5 5ကို1နဲ့ပေါင်းတော့6 6တက်9ပြည့်เนาะဒါဖြစ်လိုက်မယ်လို့ဒီမှာရေးတယ်6တက်9ပြည့် လေးခုံဆိုတော့ဒီ depression နော်ကျွန်တော်ဒီထိတ်နဲ့တော့ပေါင်းတာမဟုတ်ဒီလိုပေါင်းအောင်အဲ့တော့ခုံနဲ့6နဲ့ပေါင်းတော့3နော်3နဲ့နဲ့ပေါင်းတော့5 5 3ည3ပြိဆိုတော့မ3ညပြိနော်ဒီမှာ16ရှိပြိနော်ဒီမှာကတော့ခုံနဲ့3ညခုံနဲ့3ညပြိတူတယ်ဒီမှာပြိမတူဒါပြိမတူအဲ့ဒါကိုပြတာဒီမှာလည်းပြိမတူမတူပြိမဲ့လို့ကြားတယ်နော်အဲ့တော့ဒီလို3လုံးပေါင်းလိုက်တော့ နှစ်နဲ့သုံးနဲ့ပေါင်းတော့ငါငါ့ကိုရှင်းနဲ့ပေါင်းတော့သုံးသုံးရှင်ငါပရိပရိမတူပရိမတူပြီးမယ်နှစ်ခွန်လေးနဲ့သုံးရှင်ငါနဲ့ဆိုတော့ဒီမှာနှစ်ပရိညနေပိုင်းကျတော့ရှင်းပရိနော်အဲ့တော့ဒီမှာမနက်ဖြန်တော့ကပရိတူတယ်နှစ်နဲ့သုံးနဲ့ပေါင်းတော့နှစ်နှစ်ကိုတင်းနဲ့ပေါင်းတော့သုံးသုံးရှင်ငါပရိပရိတူတယ်နော်မျိုးလို့နားလည်ပြီနော်အဲ့တော့ပရိတ်ကတော့၃၅ပရိတ်ညှိညှရတယ်ဒီမှာကြီးရလဲ ီ6ရှိပြီเนาะကက်ကမှာဒါနဲ့ကက်ကမှာအဲ့တော့မျိုးတို့ချပေးတာပြိတ္တူတာဦးတော့ယူထိုးကျန်တာဦးတော့လျှော့တော့မထိုးဘူးเนาะအဲ့တော့ဒီကတော့ဒီရတဲ့6ရှိကီเนาะအဲ့မှာပတိပြီးမယ်တိရှိပတိပြီးမယ်เนาะတိရှိပတိဆိုတော့ဒါမျိုးတို့ဒီ ဗရိတ်နဲ့ညီတို့ထိုးခြင်းနဲ့ဆိုရင်လည်းဗရိတ်နဲ့ရွေးထိုးကျွန်မကျွန်မတော့ကတ်ကမယ်ဟုတ်ကတ်ပြီနော်ဒါညာရှိတူတူတူနော်တင်းနဲ့ဆိုရင်ကတ်ကမှာတင်းနဲ့နော်ဗရိတ်ကိုအရင်ရေးလိုက်အောင်ဗရိတ်က3ရှိ5နော်3ရှိ5ဗရိတ်ညီမျှတယ်နော်3ရှိ5ဗရိတ်လိုင်းရညီမျှတယ်ဆိုတော့အဲ့တော့တင်းနဲ့ဆိုတော့တင်းနဲ့ဆိုတော့3ဗရိတ်နော် ဲ့နောက်တစ်ခါတစ်နဲ့ဆိုရင်တစ်ခွန်တစ်ခွန်ကရှစ်ပြည့်နော်ပြီးတော့ဒီလီငါးပြည့်နော်ဒါနဲ့ဒါနဲ့တွဲတာနော်မျိုးတို့အဲ့တော့တစ်ခုဆိုတော့တုံညပြည့်ဖြစ်နေတယ်နော်တုံညပြည့်ဖြစ်တဲ့အတွက်ဒီမှာဒါတူမင်းနဲ့မှာထည့်လိုက်မယ်နော်နော်ဒါတုံညပြည့် ိန်းနဲ့ညီမျှတာလေးများကြာမလားလို့ဒါကျမတို့အကောင့်တုံးတော့ရှာတာပဲမျိုးလို့နော်အဲ့တော့ရှင်းနဲ့ကပ်ပြီးရှင်းနဲ့ဆိုရင်ရှင်းနဲ့ဆိုရင် तू ကရှင်းနဲ့ဆိုတော့ဒါ၃ညပရိဖြစ်နေနော်ဒီရှင်းနဲ့နှင်းနဲ့ဆိုရှင်းနဲ့ရှစ်ခွန်ဆိုတော့ तू က၅ပရိနော်ဒါပရိနဲ့ညီမျှတာကိုကျမအပေါ်ထည့်ပေးတာနော်အဲ့တော့ရှင်းနဲ့ဆိုတော့ရှင်းနဲ့ဆိုတော့၃ညပရိဖြစ်နေတယ်အဲ့တော့နောက်တစ်ခါ ရှင်းလေးရှင်းလေးရတော့နှစ်ပြိတ်เนาะနှစ်ပြိတ်ဒါပြိတ်နဲ့တော့မငင်းမြောက်ဒါပေမဲ့ဒီရှင်းလေးကိုတော့ရှုံထုံနေเนาะကျွန်မတူမင်းကိုကြည်ထားလာเนาะအဲ့တော့ရှင်းလေးပြီးလို့ရှင်ရှေကူအဲ့တော့ရှေကွန်တို့ဘက်ကလည်းငင်းမြောက်เนาะပြိတ်နဲ့ငင်းမြောက်လာပြီပေါ့အဲ့တော့6နှစ်ကမှာ6နှစ်ဆိုလို့ရှိရင်6နှစ်က7ပြိတ်ဖြစ်တယ်ပြီးတော့6ခွန်က3ပြိတ်ဖြစ်တယ်နော်

ဘာလို့လဲဒိုမိန်းနေရာမှာထည့်ပေးထားတယ်နော်ကောင်းဆုံးရှာပေးရနော်အမျိုးဒါမနဲ့ဖောင်ကျွန်မထိုးမဲ့ပုံစံမျိုးဒါမျိုးလိုရှာပေးတာဒီနေ့တော့မျိုးလိုတော့မရဘူးကျွန်မလည်းမရဘူးနော်အဲ့တော့ခွန်ကားပြီးခွန်ကားဒီမှာတော်တော်လေးကိုမလိုဘူးနော်ကိုးလေးပြီးကိုးလေးတစ်ဆယ်ပြီးတစ်ဆယ်ခွန်ကားပြီးခွန်ကားအဲ့တော့ဒီလောက်တော့ဖြစ်လာတာမနက်ခါကျတော့မနက်စာထွက်တဲ့ခဏညနေပြန်ထိုးအလိုဖြစ်မယ်နော်အဲ့သူတို့ချခြင်းမှာချမယ်နော်သူကအဲ့လိုလက်ကိုတည်းများတယ် ဲ့ကျွန်မတို့ကောင်းဆုံးလို့ရှာတာဒါကျွန်မမနှဖန်ကိုဖို့မယ်ကနဒီလိုဖို့မယ်ဒါပေမဲ့မျိုးတို့တစ်ချက်ပြောရမှာကခွန်ငါးပြီလို့ရှိရင်ရှည်လေးကိုလည်းမမေ့နဲ့နော်ခွန်ငါးနဲ့ရှည်လေးနေရာသူတို့တင်မရနော်ဒါကိုမမေ့နဲ့နော်ဒါပဋိိနဲ့တော့မညီမျှဘူးဒါပေမဲ့ချသွားမှာဆိုလို့နော်ခွန်ငါးနဲ့ရှည်လေးနေရာမျိုးတို့ကလင်နာကိုထောက်ကြည့်များတော့အဖြစ်ခွန်ငါးထွက်ပြီးရှည်လေးထွက်တယ်ရှည်လေးထွက်ပြီးခွန်ငါးထွက်တယ်နော်အဲ့ဒါလေးကိုတစ်ချက် မျိုးလိုမိမှာဆိုလို့ဒါကျမစေတနာနဲ့ထောက်ပြပေးရနော်အဲ့ဒါဆိုရင်မနက်ဖြန်21ရက်အင်းကမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ။